အမေရိကန်မှာနိုင်ငံခြားသားမြန်မာတွေအဲဆေးမတွေ့ရင်ဒုက္ခလှလှကြီးရောက်နေပါတယ်။ဘာကြောင့်လဲအပြစ်ဘလောက်ထိကြီးတယ်ဘလို့မျိုးစရင်တွေ့ရမလဲဆိုတာဒီဗီဒီယိုမှာပြောမယ်။ကဘာပတ် American Stock Option Crypto Enchantment စီးပွားရေးပညာရှင် channel ကကြိုဆိုပါရစေ။ဘယ်နေရာကြည့်နေကိုမအောင်ပါရေးတာပါ။ the deadline for registration under the Alien Registration Act is today. All foreign nationals present in the United States longer than 30 days must register with the federal government. Failure to comply with this is a crime, punishable by fines, imprisonment, or both. As President Trump and Secretary Noam have both said, if you register and you leave now, you choose to self deport, you may have the opportunity to return later legally. Mm. But if not, you will be arrested, fined, deported, never to return to our country again. The Trump administration will continue to enforce our nation's immigration laws. We will not pick and choose which laws to enforce. We must know who is in our country for the safety and the security of our homeland and for all American citizens. အေဘလာတွင်မှာနိုင်ငံခြားသားတွေ USC ကိုလာနေတယ် ပြီးွားရင်ရက်30အထက်နေတယ်ဆိုရင် register လောပါဖြစ်တယ်ပြီးွားရင်တရားမဝင်နေတဲ့လူတွေ register လောက်ရမယ်ပြောတယ်เนาะ register လောက်ပြီးခုအောင်ကိုထွက်သွားမှဆိုရင်ပြန်လာတော့ရတယ်ပြောတယ်ဒါပေမဲ့ပလေးတက်ရတော့တရားမဝင်ဝင်လာတဲ့လူတွေက register လုပ်မယ်ထင်ပါသလား register လုပ်ရဆိုတော့လက်ပွေနှိပ်တာပြောတာ register လုပ်မယ်ထင်ပါသလားကိုမအမရေးထားတာပါ ဆက်ပြီးတော့ကြည့်မယ် alien registration app ဆိုပါတယ် alien registration app ဆိုတာ smith app လိုပဲလူတွေသိကြတယ်1940မှာစပြီးတော့ဥပဒေဖြစ်လာတယ်เนาะ US citizen မဟုတ်တဲ့လူကြီးတွေအစိုးရနဲ့ register လုပ်ဖို့အတွက်စည်ရင်းတွေ့ဖို့အတွက်ဖြစ်လာဖြစ်ပါတယ်ဒီဥပဒေနောက်ပိုင်းမှာဖြစ်သွားဆိုရင် immigration and nationality act 1952မှာပါဝင်သွားပါတယ်အဲ့ဥပဒေကိုထည့်သွင်းလိုက် RNA လို့ပဲခေါ်ကြတယ်အခု registration requirement စာရင်းသွင်းမှုလိုအပ်ချက်တာ April 17ရက်နဲ့နောက်ပိုင်းမှာနောက် US ကိုဝင်လာတယ်ပြီးပါရဲ့ဝင်ဝင်ပြီးချင်းရက်30တူမှာ register လုပ်ရမယ်ဒါမှမဟုတ် US မှာရက်30အထက်ဆက်နေမဲ့လူတွေဆိုရင် register လုပ်ရမှာဖြစ်တယ်အရင်က ရဂျစ်စာလောက်ထားတဲ့အသက်30နှစ်အောက်ကလေးတွေရဲ့အသက်30နှစ်ပြည့်ပြီးတော့ရ30အတွင်းမှာねရဂျစ်စာလောက်ပါမယ်ဖြစ်ပါတယ်စရင်တွေ့ရမှာဖြစ်ပါတယ်အကယ်၍ရာရဂျစ်စာမလောက်ဆိုရင်ပတ်စံရဲ့ဒဏ်ကြေးပေးရမယ်ထောင်ရဲကြာနေပါတယ်နိုင်ငံအပြင်ပေါ့ရယ်နှိမ့်ထုတ်ခံရခြင်းရှိပါတယ်เนาะထောင်ဘယ်လောက်ထိကြာနိုင်တယ်ဒဏ်ကြေးဘယ်လောက်ထိပေးရမှန်းလဲဆိုတာဟိုဗီဒီယိုလေးအစုံပါ ပြောမယ်ဒီဥပဒေကိုအဓိကထိန်းချုပ်ပြီးတော့ enforce လုပ်တဲ့ agency က USCIS ဖြစ်ပါတယ်เนาะဒီ registration requirement ဆိုစည်ရင်တွေ့ရ USCIS စည်ရင်တွေ့ရမှာ USCIS စီမံတာဖြစ်ပါတယ် USCIS account ဖွင့်ရမယ်ဖွင့်ဝင် form G325R online မှာလည်းတင်ရမှာဖြစ်ပါတယ်เนาะအစိုးရအရင်ကဥပဒေရှိရယ်ဒါပေမဲ့အခု Trump လက်ထက်မှာပို့ပြီးတော့တင်းကျပ်လာဒီဥပဒေကိုမဖြစ်မနေ register လုပ်ရမယ်စာရင်းသွင်းရမယ်ပြောတယ် online ကနေပြီးတော့เนาะနိုင်ငံခြားနိုင်ငံပေါ့နိုင်ငံခြားနိုင်ငံဆိုမြန်မာတွေပါပေါ့ citizen မဟုတ်တဲ့နိုင်ငံခြားနိုင်ငံဒါ USCIS website ကိုတရားဝင် website သွားကြည့်ဒါ the day မဲ့လာလာတရားဝင် website သွားကြည့်ရအကောင်းဆုံးပဲเนาะ तू ကဘာပြောတာအရေးကြီးอ่ะပါ2025 January 20ရက်နေ့မှာ President Trump က executive order လုပ်နိုင်တယ်เนาะဒီဥပဒေကိုပို့ပြီးတော့အသက်တွင်းလာတာပေါ့เนาะဒီဥပဒေနဲ့ registration စာရင်းတွေ့အောင်မလိုက်နိုင်အောင်ဆိုရင်ဒါ criminal တို့မို့ civil အပြစ်ရောက်ပါတယ်စစ်เนาะ civil ဆိုပြည်တွင်းပေါ့ criminal ဆိုတာဒုစရပြစ်မှုလောက်နေရောက်နေပါတယ်တဲ့เนาะအဓိကတော့တတိထားမှာပါတယ်စလင်းနှစ်နှစ်အထက် USA visa ရှောင်းအခါမှာလက်ပွေမနေထားတဲ့လူတွေ register လုပ်ရမှာဖြစ်တယ်เนาะပလေးတက် USA ကိုလာတယ်လက်ပွေနှိပ်ထားပါလားကိုမအမရေးထားပါရက်30နဲ့အထက်နေခြင်းတွေเนาะ register လုပ်ရမှာဖြစ်တယ်အသက်16နှစ်အောက်ဆိုရင် register လုပ်ရမှာဥပမာနိုင်ငံခြားသားကလေးတွေ16နှစ်အောက် USA ကိုလာတယ်အာအဲ့တော့သူ့ရဲ့မိဘတွေ သူ့ရဲ့အုတ်ထည်သူရတယ်သူ့အစာရစ်စာလုတ်ပြရမှာဖြစ်တယ်เนาะ၁၄နှစ်အောက်မှာရောက်လာပြီးရစ်စာမလုတ်ထားဘူးရစ်စာလုတ်ရမယ်၁၄နှစ်အောက်ရောက်ပြီးရစ်စာလုတ်ထားရူတယ်၁၄နှစ်ပြေသွားပြီဆိုရင်ပြေပြီးပြီးချင်းရ30အတွင်းမှာရစ်စာပြန်လုတ်ရမယ်ရစ်စာလုတ်ရမယ်လက်ပွေနှက်ရမှာလက်ပွေပြောင်းသွားတဲ့အတွက်၁၄နှစ်ဆိုရင်လူကြီးဖြစ်လာပြီဆိုတော့အဲကြောင့်၁၄နှစ်အပြောင်းလဲမှာအရန်အရေးကြီးအဲဒီတော့ ဘသူတွေက register လောက်ပါအဲ့ register တက်တယ်ကိုနော်ဟိုအမြဲတမ်းကင်ထားရမယ်အရန်အေးကြီးအာအမြဲတမ်းကင်ထားပါမယ်အသက်16နှစ်နဲ့အထက်လူတွေအမြဲတမ်းအမြဲတမ်းကင်ထားပြောပါစို့ register လောက်ပြီးရဲကင်ရကင်ထားတဲ့အသက်16နှစ်ကစားပြီးဘသူပဲဖြစ် register လောက်ထားဆိုရင်အမြဲကိုယ်နဲ့မကွာစောင်းထားနော်အဲ့ဘာ document တွေဆိုတာမကြမီပြောမှတိချာဆက်ကြည့်အရေးကြီးရဲ့အာဘာကြည့်ရအောင် စားလေအများအများကြီးဒါအများအများကြီးဒါပဲဆရာရှင်းအောင်ပြောပြမယ်ဒီမှာရှင်းဘယ်သူရအော်တိုမက်တစ်ရီဂျစ်စတာဖြစ်သွားရဲ့ဘယ်သူရအော်တိုမက်တစ်ရီဂျစ်စတာဖြစ်သွားရဲ့ဆိုတော့ lawful permanent residence PR နေเนาะ green card holder တွေဆိုတော့ automatic register လုပ်ပြီးပါ။ဒါကြောင့် green card ရဖို့ဆိုရင်လက်ပွေနှိပ်ရတယ်။လက်ပွေအကြီးကလက်ပွေနှိပ်ထားတယ်မှမယ် green card ရအောင်။အဲ့တော့ green card ရှိတယ်ဆိုရင်ဒါမျိုးကြီးစားလုတ်ပြီးသွားပြီလို့ပြောရပြီးသွားရင် parole အနေနဲ့ဝင်လာတယ်ဒီ RNA 212ဥပဒေလက်အောက်ဝင်လာတဲ့လူတွေဆိုရင်အဲ့ parole က expired ဖြစ်သွားရင်တော့မှဒါမျိုးကြီးစားလုတ်ပြီးသားလူဖြစ်တယ်အဲ့တော့အဲ့လူတွေလုတ်စရာမလိုဘူးပြီးသွားရင် USA ကိုအလဲလာတယ် non immigrant အနေနဲ့လာเนาะဟိုနေဖို့အတွက်လာမှာမဟုတ်ဘူးအဲ့လူတွေက i 94 i 94 w လက်ခံရရှိထားရဆိုရင်ဒါမန်ချက်စတာလုံးဝလုံးစရာမလိုတော့ဘူးပြီးပါရင်ဟိုအခု US မှာရှိရဲ့အရင်က immigrant or non immigrant visa လက်ခံရရှိထားတဲ့လူတွေဆိုရင်မန်ချက်စတာလုံးထားစရာမလိုဘူးအာရောပလေးတိုက်ရလက်ပွေနှိပ်ထားမှတ်မိတာ US visa ရှောက်တဲ့အခါမှာမှတ်မိရဆိုရင်ကျွန်တော်ကျမလက်ပွေနှိပ်ထားပါတယ်ဆိုပြီးကိုမမှာရေးထားပါเนาะဘယ်ပြည်နေရလဲဆိုရေးထား DHS နေပြီးတော့ USCR တွေနှိမ်ထုတ်ဖို့စီစဉ်နေသူဆိုရင်လုပ်စရာမလိုအောင်နော် remover processing ပြောထားတာပြီးပါရင် EAD ရထားတူတယ်ဟာတတင်းကောင်း register လုပ်စရာမလိုအောင်ဘာကြောင့် register လုပ်ပြီးွားအတွက်ကြောင့်နော် EAD ရထားဆိုလက်ပွေနှိပ်ပြီးွားအတွက်ကြောင့်ဒါရတာဖြစ်တယ်အဲအကြောင်းလုပ်စရာမလို့ EAD ရရပြီးရရှိပါနဲ့လားလက်ပွေနှိပ်ထားပါနဲ့လားမှတ်မိပါနဲ့လားကိုမမရေးထားတာပါပြီးွားရင်အရင်က ်ပီယာလျှောက်ဘူးတယ်နော်ဒရင်းကပ်ရအောင်လျှောက်ဘူးတယ်ဖောင်းဒီဖောင်းလေးတင်မှုရ i 485 667 691 698 700တင်မှုတယ်လက်ပွေပေးဘူးတယ်ဆိုရင်အဲ့ပီယာဂရင်းကပ်မရရင်တော့မရစ်ချာလုတ်ထားစရာမလိုပါဘူး။ဘာကြောင့်သူလက်ပွေရရှိပြီးွားတဲ့အတွက်ကြောင့်နော်။ပြီးွားရင် border crossing cards ရတဲ့သူတွေနိုင်ငံခြားတိုင်းရစ်ချာလုတ်ထားစရာမလိုပါဘူး။ border crossing ဆိုတာ တနေတနေကြောတယ်ကြောရက်ကတ်နေရထားတယ်ဆိုရင် reset လုပ်တာစံမလို့အဓိအဓိကတော့နှစ်ပွေနှိပ်ထားတယ်ဆိုရင်အဲ့ကတ်တွေတားတယ်အကုန်လုံးရမယ်သူအဲ့ရောက်ပြီးစစ်စာလုပ်ပြီးသားတဲ့သူတွေဆိုရင်အဲ့ကိုယ်မှရထားဟာရယ်စောင်းထားဥပမာဆိုရင် green card holder ဆိုရင် green card စောင်းထားတာတက်တည်ပြတာဒါပေမဲ့စစ်စာလုပ်ထားတာအငြင်းနဲ့စောင်းထားပါတယ်သူကပြောတာတော့ဥပဒေအရပြောတော့မစောင်းထားဘာဘာဖြစ်နေမှာဆိုတော့ဒဏ်ကြီးဘယ်လောက်ပေးရမှာဆိုတော့ပြောပြမယ်နောက်ပိုင်းမှာပြီးွားရင်ဘယ်သူတွေ register မလုပ်ထားဘူးလဲ ။ Okay US ကိုတရားမှုဝင်ဝင်လာတဲ့တွေဝင်စစ်စာလုပ်ရမယ်။နော်ဝင်စစ်စာမလုပ်ထားတဲ့အတွက်ကြောင့်လုပ်ရမယ်။နော်တရားမှုဝင်ဝင်လာရင်တော့ဝင်စစ်စာလုပ်မယ်ထင်ပါသလား။ကိုမအောင်မှာရေးထားပါတော့။အဲတရားမှုဝင်ဝင်လာမယ်။အေးဝင်စစ်စာလုပ်မယ်ဆိုရင်ပြီးတော့ကိုယ့်အကိုထွက်သွားမယ်ဆိုရင်ပြန်ဝင်လာအောင်ရတယ်။ဒီတော့ကျင်တဲ့ဘွားအဲ့လိုမျိုးတရားမှုဝင်ဝင်လာရင်စစ်စာမရှိဘူး။ဝင်စစ်စာလုပ်လိုက်။အေးပြီးတော့ကိုယ့်အကိုအပြင်ထွက်လိုက်။ထွက်ပြီးတော့ဆိုရင် ပြန်ဝင်လာလို့ရနိုင်ဆိုပြောထားဆိုတော့ press secretary ပြောထားဗီဒီယိုမှာပြီးတော့ကန်ဒီဒါဝင်လာလို့ရဆိုရင် register လောက်ရမှာဖြစ်နေပြီးွားရဲ့တခြား benefit တွေအာရှောက်မဲ့လူတွေဥပမာ TBS temporary protected status ရှောက်ထားတဲ့လူတွေတခြား defa action တွေရှောက်ထားတဲ့လူတွေဆိုရင်အာ application တင်ထားရမှာအာအရင်က register မလုပ်ထားဘူးဆိုရင်အခု register လောက်ရမှာဖြစ်ပါတယ်အဲဒီတော့မြန်မာထက်မှာ TBS ရှောက်ထားပြီးတော့ register မလုပ်ထားတဲ့လူရှိပါနဲ့လားအာကုမအောင်မှရေးထားပါ register လုပ်ပြီးသွားတဲ့လူရောရှိပါနဲ့ကုမအောင်မှရေးထားပါအဲ့ဒီတော့ဘယ်သူတွေ register လုပ်ရမလဲ who must register မဖြစ်မနေ register လုပ်ရမလို့ရှိရအာအရင်က16နှစ်နဲ့အထက်နော်16နှစ်နဲ့အထက် register မလုပ်ထားတဲ့လူတွေလက်ဝင်မနေထားတဲ့လူတွေ visa လျှောက်ရအခါမှာလက်ဝင်မနေထားတဲ့လူတွေအာ USA မှာရ30နဲ့အထက်နေကျဲသူတွေနော် register ချက်ချင်းလောက်မှာဖြစ်ပါတယ်ဒီရက်30မတိုင်မီ expire date မဖြစ် register လောက်မှာဖြစ်တယ်ပြီးတော့အသက်16နှစ်အောက်လူတွေ register လောက်ရမယ်ခလေးတွေ register လောက်ရမယ်เนาะသူ့ရဲ့မိဘတွေဟိုဟာပါတယ်အုပ်ထိန်းသူတွေပါတယ်ဒီမိဘတွေအုပ်ထိန်းသူကလည်း selene အောက်ကလေးတွေရှိရဆိုရင်အဲကလေးတွေ register မလုပ်ရတဲ့ဘူး USC မှာရ30နဲ့အထက်နေမှာဆိုရင် ဒီရက်30မပြည့်ခင်ဝင်ကျင်စာလုံးရမှာဖြစ်တယ်ခလေးတွေကိုစားဝင်ကျင်စာလုံးပေးရမှာဖြစ်တယ်သူပြောတာမိဘတွေလုံးရမှာတွေ့ရအဲ့ဒီခလေးတွေမိဘတွေ foreigner တွေဖြစ်တယ်ဆိုရင်လုံးရမှာတပေါ်ပဲနော်မိဘတွေလုံးရမယ်ခလေးတွေလုံးရမယ်ပြီးပါရဲ့ဒီခလေးတွေကအဲ့ဟိုးဆလင်းနဲ့အောက်ဝင်ကျင်စာလုံးထားလုံးမထားတာလက်ပွေနှိပ်ထားလဲဆလင်းနဲ့မတိုင်မီ USA visa ရထားတယ်လက်ပွေနှိပ်ထားတယ် USA လာတယ်ပြီးတော့ဆန်နေနေပြေးပါတယ်ဆိုရင်เนาะ ဇနီးနေ့ပြပြပြီးချင်းရ30အတွက်ပါမချစ်စာလုံးရမှာဖြစ်ပါတယ်เนาะအဲအဲ14နေ့တော့အဓိကမှတ်ထားပါเนาะ14နေ့လောက်ထားတဲ့လူကအရင်ကလောက်ထားတဲ့ထက်လောက်ရမယ်အာဘသူတွေ found G325 ကိုတင်ဦးရဘသူတွေတင်ဦးရဆိုရင်အာနိုင်ငံခြားတော်ရေးတင်ဦးရတယ်เนาะ online account ဖွင့်တဲ့နေရတယ်ပြီးတော့14နေ့ out ကလေးတွေရဲ့မိဘတွေအုတ်ထိတ်သူတွေရဲ့14နေ့ကိုစား ခလေးနဲ့ခလေးလေးကိုစားမကြည့်စားလုံးရတယ်ဘယ်လိုလုပ်ရမလဲ online USCIS account လေးဖွင့်လိုက်ဒါလေးကလေးလေးနှိမ့်လိုက် USCIS သွားလိုက်ပြီးပါရဲ့ account ဖွင့်သွားဆိုရင် form G 225ကိုရှာလိုက်ရှာပြီးပါရင်တင်လို့ရတယ်เนาะအခလေးဆိုရင်ခလေးနံပါတ်မိဘတွေအုပ်ထိန်းသူကခလေးကိုစားအကောင့်ဖွင့်ပေးပေါ့ဖွင့်ပေးပြီးမကြည့်စားလုံးပေးပေါ့ဒါဒါပြောချင်အဲ့ form ကိုတင်ရမယ်เนาะပြီးရင် form မတင်ဘူးဆိုရင်เนาะလက်ပွေမနှဲဘူးဆိုရင် ပြစ်ဒဏ်ရှိရပြစ်ဒဏ်ရှိဘယ်လိုမျိုးပြစ်ဒဏ်ရှိရနော် miss dimina ဘယ်ကောဝင်ပါမယ်နော်ပြီးပါရဒဏ်ကြီးက9000 9000ထက်မပိုနော်9000အလွန်ဆုံးပေးရမယ်ပြီးပါရ1006လထက်မပိုကြာနေတယ်1006လ1000ဒဏ်ပြေဟိုဒေါ်လာ9000ပဲပေးပေးရမယ်နော်ပြောရမယ်ဆိုအလွန်ဆုံးဆိုရင်ဒေါ်လာ9000နဲ့1006လကြာတယ် အကယ်၍မလုံဘူးဆိုရင်ပြောပါအဲ့တော့ထောင်ကျရှည်ရရှိရဆိုရောမလုံပဲနေပေါ့ဟုတ်တယ်မလားအာဘယ်ကြီးစားလုပ်ပွားဆိုရင်အိုက်ကတ်တွေရမယ်တက်ရရမယ်အိုက်ကတ်တွေအများနဲ့ဆောင်းတာအိုက်ကတ်လာတယ်เนาะရောက် right address ပြောင်းရမယ်เนาะ address နိုင်ငံခြားသားတွေ US မှာနေတယ်လိပ်စာပြောင်းသွားဆိုရင်10ရက်အတွင်းဘယ်ကြီးစားလုပ်ရမလဲ10ရက်အတွင်းလိပ်စာကိုကိုယ့်ရဲ့ USCIS account မှာတွားပြီးတော့ update လုပ်เนาะအဲ့ဒါပါတယ်အဲ့ဒါမလုပ်ဆိုရင်ဆိုတာ9000နဲ့ ထောင်အားရက်30နော်တလကြနေတယ်ပြောတယ်အလူဆုံးတလပတ်စံကအလူဆုံး9000တိပေးရတယ်ပြောပါတယ် address မစစားလို့ရမယ်အရင်ရေးကြည့်နော်အာဒီတာတွေပဲကြာရအဲ့လူတိုင်းလူတိုင်းဒါလူတိုင်း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 လောက်အောင်ဒါ green card holder လောက်အောင်နော်လိမ့်စာပြောင်းအောင်ပါ green card holder လောက်အောင်နော် green card holder လိမ့်စာပြောင်း10ရက်အတွင်း ပြောင်းရောင်းပြောရမယ်နော်အရေးကြီးဝင်းကဟော်တာပဲဖြစ် EAD ပဲဖြစ်ဘဒူပဲဖြစ်ဖြစ်နိုင်ငံခြားတာအားလုံးအားလုံးလိပ်စာပြောင်းလာအောင်ပြောပြရမယ်ဟာအဲ့ဒါအရေးကြီးအဲ့ဒါအရေးကြီးအဲ့ဒါဆိုတော့ press secretary မပြောဘူးတော့အခုဆရာဗီဒီယိုကြည့်ရတဲ့ကြောင့်သိတာနောက်ပတ်ထူကြရဲဆိုရင်ပြောပြမယ်အဲ့ကြောင့်ဒီ channel ကို subscribe လုပ်တာ share လုပ်တာအရင်အရေးကြီးနော်ပြီးသွားရဲဆိုတော့ကုန်သွားပြီ April လမှာ register လုပ်ရမယ်အာကြော်သွားပြီ အဲ့တော့ကြော်ရတယ်ဆိုရောဂျီစာမလုပ်ခိုင်းသူပြစ်တံဘလောက်ကြာခံတယ်ဆိုတာ तू မပြောတော့ तू ပြောပြီဆိုရယ်ဆရာအကြောင်းကြားမယ်အဲ့ကြောင့် channel လေးကို subscribe လုပ်တာအရေးအရေးကြီးရယ်ဒီမိမပါရှိနေအာပြတာပါပဲဒဏိထားပေါ့နော်တချို့လူတွေ US ဆရာစာဖုန်းကောင်းမှာမဟုတ်ဘူးမင်းဂျီစာမလုပ်ရတယ်ပတ်စံဘလောက်ပေးရမယ်မအောင်ကြအောင်အောက်ကအလိမ့်ညာဖြစ်ဖို့များတယ်တော့အဲ့ဒါရယ်အဲ့ဒါဒဏိထား USCIS ပဲဖြစ်ဖြစ်ဘယ်အစိုးရအေဂျင်စီပဲဖြစ်ဖြစ်ကိုယ်ဖုန်းမခေါ်ပါဘူးအဲ့ဒါတွေကပလိတက်ရုပ်တတိထားကြပါဖုန်းခေါ်လဲဆိုရင်ဖုန်းခေါ်ပြီးပတ်စံတောင်းတယ်ဟိုဖုန်းပတ်စံမပေးဘူးဆိုရင်လာဖမ်းမယ်အဲ့လိုမျိုးခါလေးအားလုံးအင်းနေနော်အတုနေဖြစ်ပေါ်များတယ်အဲ့ဒါရေမယုံကြည်ပါနဲ့ကိုကပဲဆက်သွယ်ရများတယ်အဲ့ဒီတပဲ CRC ကိုဆရာလာဘယ်တော့မှဘာလို့စပြီးမဆက်သွယ်ပါဘူးနော်ဆရာတင်တန်းကိုတက်ချေဆိုရင်ဆရာ YouTube ဗီဒီယို channel အောက်မှာ register လုပ်ရတယ်ဆရာ Facebook မှာတွားပြီးတော့အာ register လုပ်ရဆရာဘယ်တော့မှစပြီးဆက်တော့မှာမဟုတ်ပါဘူးအဲအားကြောင့်အရင်အရေးကြီးပါတယ်အာဘဝမှာအရင်အရေးကြီးတာ register လုပ်ရမှာပါဒီဟာဒီလိုမျိုးတစ်လောက်ကိုတစ်နေ့ကိုတစ်နိုင်နှစ်နိုင်သုံးနိုင်အလုံးလုံးရင်းနဲ့เนาะရ20အလုံးလုံးရင်းနဲ့9000ကျော်ရနိုင်အရေးချင်းရှိဘူးอ่ะအရင်အရေးကြီးပါအဲဆိုဘယ်နိုင်ငံမှာဆိုနေဦးရ ဒီစီးပွားရေးကဘယ်နိုင်ငံမှာဆိုလို့ရတနေ့တနိုင်တနိုင်သုံးနိုင်ပဲအများကြီးမလို့တမိသားစုကိုကဘာပတ်ကိုခေါ်ရောရအဲ့စီးပွားရေးပညာပါတယ် stock investing call option put options advance option day trading movement stock ဖြစ်ပါတယ်ဆရာစီမှာဒီတင်တဲ့ငါးခုတနည်းအတွင်းမှာတက်သွားတဲ့တင်တဲ့လူတင်တဲ့နားရအောင်မြင်တာပို့ပြီးများပါတယ်။နော်အဲ့ရောကိုကြိုက်ရနိုင်ငံမှာနေခြင်းတဲ့ကဘာပတ်ချင်တယ်နော်ကဘာပတ် tourist လုပ်ချင်ဆိုရင် ဒီတင်နန်းတွေဝင်စားလုပ်ပြီးချက်ချင်းတက်လို့ရပါလေ YouTube video channel description ကိုမှမှာရှိပါတယ်ဆရာတင်နန်းတက်ပြီးသွားလို့ဆရာဘာတွေဝယ်နေလဲမြက်နေဆိုတိချေဆို option trading page ကိုကြွားလို့ရတယ် advanced option တက်ပြီးသွားဆိုရင် advanced option page ကိုကြွားလို့ရပါတယ်တနည်းနဲ့အထက်စူးစမ်းကြည့်လို့ဆိုရင်ဒီဟာလေးကို click နှိပ်လာမှာအားဆိုရင်ဈေးတော့အရန်တက်တာပါလေတနည်းနဲ့အထက်စူးစမ်းရတော့ပို့ပြီးအောင်မြင်ရပါတယ် link တွေကို description ကိုမှမှာရှိပါလေ YouTube video description ကိုမှမှာ တော့ကြည့်တာပါ။ပြင်တက်လိုက်တာပိုပြီးအချိုးရင်းရှိတယ်။ကြာမျိုးပိုကောင်းပါလား။တဲရပိုကောင်းလဲဆိုတော့ဆရာကနင်း app from နင်း app နဲ့ငါးလမ်းနီးလမ်းငါးလမ်းရှိရဲ့။အဲ့ဒါတွေကသူအကြိုက်ဆုံးဒီပုံတွေကအရင်အထိရောက်တယ်။ကြင်အဲ့လို expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app တင်ပါလဲ app ဟာတွေကိုတိကျပိုင်တယ်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ ဆရာဆရာကြီးကလောကဘာမှနားမလည်နဲ့နော်ဆရာပြောတဲ့အတိုင်းပဲနှိမ့်လိုက်လို့ပါတယ်ဒီဟာတွေကိုအတိအကျသိချတိုင်းလုပ်တယ်လောကအချုံးမရှိ Hello ဆရာ CIS store share clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIA အပေါ်တခါလေးမှဖမ်းနိုင်မှုပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီစီအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့အသေးစိတ်တော့လေ့လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လေ့လာခွင့်ရှိတယ်ပြင်ဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်အကူရမ်းပြုတ်တယ်ကျွန်တော်အရင်ကမလေ့လာခဲ့ဘူးတဲ့အဲ့ဖဲနီစတော့တဲ့ပက်ထရွန်မှာ လွိုင်းချင်းအဖြစ်အရင်နှီးနေနေလေးနဲ့အမြတ်များများရရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတဲ့ရည်ရနဲ့ဒီမှာအတွင်းမှာ9000နဲ့900မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယ ဖရာတဆူတို့ပြောလို့ရပါတယ်။ဆရာစကားနားထောင်ပြီးတော့လည်းမရောက်ဘဲနဲ့တင်ကြတာလေ။အခုတော့အဲ့လိုမရလေဆရာရေးစဲကျေးဇူးပဲ။ဒီညူယောက်လိုက်လေနိုင်ငံပေါ်လာလို့ရှိရင်ကျွန်မစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မလို့နော်ဆရာ။ကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတိုရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခုမပေးရပဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချင်ချတင်နာပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာတင်နာနဲ့တင်နိုင်ကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလေပြီးမှလောက်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြများရရှိတာဖြစ်တယ်ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ပြန်လည်းဖြေဆူပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ပြီးတော့အမျက်တွေလည်းအများကြီးရရှိတယ်အခုဆိုရင်သင်တန်းတက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတယ်ဆရာကြီးဆရာကိုအရင်ပိုင်းကျေးဇူးတင်တယ်ဆရာပြီးရှိကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာကျွန်တော်လည်းဆော့နေတာကြာပါပြီဆရာကြီး မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘောကမှာအမြတ်အများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်တော့ဆရာတော့ဆရာကိုကျေးဇူးများ